အားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘလာ၁ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေထက်ကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ Granny Granny ကစစ်ဦးစစ်ချုပ်နာမည်ကြီးတယ်အဲ့ဒါကမာဝီမာဝီယာဆိုလို့ရှိရင်ဟုတ်ချင်းမိုင်မှာတော့သူတို့မိခွန်ပြောတယ်ဆိုတော့အဲ့ဒီမှာမိခွန်ပြောတဲ့မှာထူးဆန်းတာတွေရှိတယ်နော်စစ်ကြောင်းတွေစက္ကဆက်ရဲ့စစ်ကြောင်းတွေဟာနော်အခုမိုးပြေတော့ပါလို့လည်းပါသွားပြီးအခု Prosoti တောင်းမှရောက်လာတယ်နော်စက္ကဆက်ကိုအနိုင်ပိုင်းနိုင်ဖို့ငါအနိုင်ယူနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ စေလုံမှုတို့လိုနေတယ်ရေးကြည့်တယ်ဆိုတဲ့ဟာကိုသူပြောလိုက်တယ်ဆိုတော့အရင်တော့အဲ့လိုမျိုးမပြောဘူးเนาะအဲ့ဒီမှာသူတို့တော်တော်ကိုနာမည်ရခဲ့တယ်နာမည်ရခဲ့တယ်အဲ့ဒီမှာတကယ် PG app တွေတောင်းမှတော့ဖွဲ့လုံးပြောင်းပြီးတော့မာလာကိုပြင်းပြင်းထန်ထန်ခုခံတာကိုကျွန်တော်တို့တွေ့ရနေမယ်เนาะဟိုးမလိုက်ကောတက်သူထိတောင်းမှစကားစတွေကိုเนาะတကယ်နေနေနိုင်ခဲ့တဲ့အချိန်ခါမျိုးတွေသူတို့ရှိခဲ့ပူတယ်အဲ့ဒီအချိန်ခါတုန်းကတော်တော်ကိုနာမည်ကြီးတဲ့ KNDF အဲ့ဒီ Granny ဖွဲ့စည်းတွေဖြစ်တယ်เนาะအဲ့ဒီတိုင်းပြည် ။ဒါပြင်းရဆိုလို့ရှိရင်တိတိလေးဆိုပေမဲ့တကယ်ဆေးလုံးမှုရှိတယ်ဆိုတော့ nothing get up ကိုသူတို့ရခဲ့တယ်။ဆိုတော့ခုကတော့ဆေးလုံးမှုပြက်ပြားလို့ကျွန်တော်တို့ကမအောင်မြင်ဘူးဆိုတဲ့ဟာကိုအခု KNDA ရဲ့ဆေးဦးစီးချုပ်မာဝီကနေပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရမယ်။ဆိုတော့ဒီဟာကဘေးကနေစပြီးတော့ဖြစ်လာတယ်ဆိုလို့ချင်းဆုတ်ယုတ်မှုတွေက UNG နဲ့မဟာမိတ်သွားလုတ်တဲ့ဗတိကနေစပြီးတော့ဒီကိတ်ကြဆုံမှုတွေကကြီးကြီးပဲเนาะကြီးကြီးပဲခုတတိပဲသူတို့ နော်အခုပြောလာပြီနော်အဲ့ဒီဆီလိုမုန်းလိုတဲ့ဆီလိုမုန်းရှိမှသာလျင်မလာကောပြီးတိုင်နော်သူတို့ကိုချိန်မုန်းနိုင်မယ်တိုက်ခိုက်နိုင်မယ်အနိုင်ယူနိုင်မယ်လို့သူတို့ပြောလာတာကိုကြည်ချင်းအဖြစ်နော်တော်တော်ကိုဆုတ်ယုံမှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်သူနဲ့မဟာမိတ်တွေနော်အခု KNDF ရဲ့ KNU ရဲ့ဒီတိုင်းမဲ့နော်တကယ်သူတို့ကပြည်နေကိုတင်ဖို့အထိသူတို့မှမရှိဘူးနော် KNU မှမရှိဘူးစကန်တွေတော့သူတို့တင်တာရှိတယ်အဲ့ဒီနေ့စက်တဝိုင်းမှာသူတို့ကသူတို့တော့အော် ဲ့ဒီမျိုးတွေကိုတင်ပိုက်လို့ရရှိတာထက်ပိုပြီးတော့အကျိုးရှိတဲ့ဆိုတဲ့ဟာကိုနော်လာလိုက်ပြောတာကိုတွေ့ရတယ်အခုကတော့ GF ကဟုတ်ဖက်မှာမာလက်ဖက်မှာပါသွားတဲ့ခါကျတော့အဲ့ဒီဟာတွေအကုန်လုံးကနော်ပေးလိုက်ရပြန်ပြီနော်ပေးလိုက်ရကြည့်ကြည့်ပဲအခု၄ကောမှာငါဖက်စလုံးတော်တော်ကိုထိခိုက်ကြဆုံးမှုရှိတယ်ဆိုတော့အတားကတပတ်6နေပြီဆိုတော့အဓိကတော့ဒီ KN ပြင်နေမှာကြတော့ဒီ KBG ရဲ့လက်ထက်မှာရှိတယ်နော်လက်ထက်မှာရှိတယ်အခု KNDF Granny ကြတော့နော်သူတို့ရဲ့ဆေးလုံးမိုးတွေမရှိလို့ အခုပေးလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဒါကတော့စိတ်မကောင်းစရာတည်တင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကရှမ်းမြောက်ဒါလည်းစိတ်မကောင်းစရာတည်တင်းပါပဲเนาะဆိုတော့ TNL ရဲ့ထိန်းချုပ်ထားတဲ့ကြောင်းမဲเนาะနောင်ချိုးကိုပေးလိုက်ရပြီအခုကြောင်းမဲနောင်ကြောင်းမဲကိုပေးလိုက်ရပြီเนาะဒီနေ့ကအကုန်လုံးထိန်းချုပ်လိုက်ပြီဆိုပြီးမှနောက်တပ်ပုံလေးနဲ့တော့ကွာစကားစားဖက်ကเนาะဝဝေးဆဆထုတ်ပြန်တာကိုကြည့်ချင်အဖြစ်เนาะ TNL ကကြောင်းမဲမျိုးကနေပြီးတော့ခွေပြွေးပြေးပြေးရပြီဆိုတဲ့ဟာကိုတွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကလည်း နော်ထူဆမ်းမဟုတ်ဘူးထူဆမ်းမဟုတ်ဘူးသူရမှာဟာမိတ်တွေသူတို့ဖက်မှာမရှိတော့ဘူးเนาะအဲ့ဒါကအခုချင်းချောက်ထားတဲ့နေမျိုးတွေကနော်အခုရှမ်းတွေရဲ့နေမျိုးတွေဖြစ်တယ်သူတို့ ਨੇ ပြိပခဖြစ်တယ်เนาะ KIA ਨੇ ပြိပခဖြစ်တယ်စသဖြင့်သူဖက်မှာမဟာမိတ်တွေမရှိတဲ့ခါကျတော့เนาะတုံးယုံအခုသေးတာမှတက်တောက်လေးပြီးတော့သေးတာเนาะအဲ့ဒီ TNL လေးတွေเนาะဆိုတော့ အခုဟိုတရက်နေ့ကတည်င်းတက်တယ်ဒီချောင်းမင်းမြို့မှာဆိုလို့ရှိရင်ဒီယုံတွေယုံတွေယုံတွေဆိုလို့ရှိရင်တော်တော်ကိုမီးလောင်တယ်လို့ပြောတယ်။နောက်အဲ့ဒီဖက်ကဒေတာခံတွေကတော့လေရန်ဘုံချေးတာမဟုတ်ဘူးလို့မျိုးပြောတယ်။နောက်အခုတည်င်းထွက်လာတာက TNL ကထုတ်ပြန်လာကအဒီမှာဒီမီးလောင်ဘုံတွေကိုသုံးတယ်အဲ့ဒါကြောင့်အဲ့ဒီနေရာတွေမှာကြာပြီးတော့မီးလောင်တာဖြစ်တယ်ဆိုပြီးမှသူတို့ထုတ်ပြန်လာကိုတွေ့ရတယ်။ဒါပေမဲ့တိုက်ပွဲကတော့နည်းနည်းပြင်းထန်နေတော့ပဲအဲ့ဒီချောင်းမဲမှာ အကြောင်းမဲမှာဒါပေမဲ့ဘာပဲပြောပြောဟုတ်ကဲ့နေပြီးတော့တစင်တစင်ဆက်တက်လာတာအခုအကြောင်းမဲမျိုးကိုရောက်ပြီဆိုလို့ရှိရင်တော့အဲ့ဒီပြရတော့ TNL ရေတွေကတော့ဝယုံသုံးကားပြေးပြီပေါ့အဲ့လိုဆိုတော့လို့ရှိရင်ပြေးပြီဆိုကြတဲ့အနေနဲ့တိတဲ့အတိုင်းပဲထိနာတယ်ဒါထိနာလို့ပြေးတာပဲဆိုတော့ပို့ပို့ပြီးတော့တွေ့လိုက်ရမယ်နောက်ဆုံးဆိုလို့ရှိရင်တော့အခုဒီဘောတို့မိုးကုန်းတို့စသဖြင့်အဲ့ဒီနေရာတွေကိုပြေးဖို့အလားလာအများကြီးရှိပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြရတော့ DNA လေးလက်ဖက်ခုတဲ့နေရာကိုပြန်ရောက်သွားတော့မယ်ဆိုတော့နောက်ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဒါလည်းစိတ်မကောင်းစရာပဲနော်ဒေါ်လာရဲ့အတွက်နော်အဲ့ဒီနေရာတွေကိုပြန်ရဖို့အတွက်ပြန်တိုက်ဖို့ကတော်တော်ကိုအသက်နဲ့နော်ကျွန်တော်တို့ပတ်စံတွေနဲ့ခင်းပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ယူရမှာဖြစ်တဲ့အတွက်ကြောင့်နော်အဲ့ဒါတွေကတကယ်နော်မဖြစ်တဲ့အရာတွေဖြစ်တယ်နော်ဆိုတော့မညီညွတ်မှုတွေရဲ့အဓိကလက္ခဏာခု KNDF ပြောတယ်အခု TNA လေးညီညွတ်မှုမရှိဘူးမဟာမိတ်တွေရဲ့နော်ပေါ့ပတ်သက်မှုတွေကိုနေပြီးတော့နော်တကယ်နော်ဆရာကြီးလိုလိုပါလိုလိုနဲ့အဲ့ဒီနေမြေတွေမှာအကုန်လုံး ဲ့ဒီနေမြေပိုင်ရှင်တွေကိုနေပြီးတော့ထူထောင်ရိုက်နဲ့နော်အဲ့လိုမျိုးဖြစ်တဲ့နော်သူတို့ရဲ့အမှုချင်းတွေဆိုလို့ရှိရင်သူတို့ခံနေရပြီအခုတတ်တတ်လေးပဲနော်တတ်တောက်လေးပဲသေးလားနောက်တစ်ခုကမခွေးတိုင်ပေါက်မျိုးနေနဲ့ချီးလင်းမှာဆိုလို့ရှိရင်တော့ပြည်သူလူထု၉ယောက်ကိုစကတ်စကတ်နေပြီးတော့လူသားတိုင်းအဖြစ်နဲ့ယူသွားတယ်အဲ့ဒီပြတော့စစ်ပွဲတွေမှာရှေ့မှာအသေးခံဖို့အတွက်လူသားတွေကိုနော်အဆုံးပြုတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာ၉ယောက်ပြည်သူ၉ယောက်ကိုနောက်တစ်ခုကကျန်းဖို့ကျန်းဖို့ပါတီမှာဆိုလို့ရှိရင်တော့အခု ပါတီတွေရှင်ပြိုင်ဖို့အတွက်သူတို့ကိုယ်စားလှယ်လောင်းတွေမေးဆွေရတော့မယ်เนาะပြန်ရင်ဆိုင်တရားမှမဆွေနိုင်ဘူးเนาะမဆွေနိုင်ဘူးဘာဖြစ်ဆိုတော့သူတို့လည်းတော်တော်ကိုကြောက်တယ်เนาะအဲ့ဒီမှာသူတို့အသက်တွေ social မှာကိုတော်တော်ကြောက်တယ်နာကြောက်တဲ့ခါကျတော့အခုအမန်လောင်းအမိတွေကတော့မှလှုပ်ဝက်ထားတဲ့အခုဒီကျန်ဖို့ကတကိတ်เนาะလှုပ်ဝက်တဲ့ပုံစံမျိုးနဲ့သူတို့တကိတ်ဒီအမန်လောင်းတွေရဲ့နာမည်တွေကိုမချင်ကြဘူးပေါ်ပေါ်လေးလေးမပြောဘူးဘာဖြစ်လို့လဲဆိုတော့လုတ်ကြံခံရမှာ solo ဆိုပြီးမှကျွန်တော်တို့တွေ့လိုက်ရတယ်ဆိုတော့ရောက်ပွဲရတော့ မိမေဆွေလို့တကယ်အားရပါရမေဆွေလို့မရတဲ့ရောကောက်ပွဲပေါ့နော်အဖြစ်လို့ရှိရင်တော့တကယ်ပြန်ဖဲတွေကြီးကြီးပြန်လို့မရတဲ့နော်ရောကောက်ပွဲတွေပေါ့ဆိုတော့ဘလောက်ထိတရားမျှတတယ်မမျှတဘူးဆိုတာဒီဟာကိုကြည့်ချအဖြစ်ကျွန်တော်တို့သိနိုင်တယ်နောက်တစ်ခုကနိုင်ငံတဝက်မှာဆိုလို့ရှိရင်တော့ဒီမာလာရဲ့သူ့ရဲ့လူတွေကိုပြီးလို့ရှိရင်ဝန်ထမ်းတွေကိုအငိမ့်စားတွေကိုလာစား ုံးသုံးတူပေးတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့နော်အလုတ်သမခနော်တရက်ကို9800ကိုတုံးမြင့်ပေးလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီပေကတော့1000တော့မပြည့်ဘူးနော်1000တော့မပြည့်ဘူးဆိုတော့မြန်မာငွေနဲ့ဒေါ်လာနဲ့တွက်မယ်ဆိုလို့ရှိရင်တော့တရက်ကို9ဒေါ်လာနှုန်းပဲရတယ်နော်တရက်ကို9ဒေါ်လာနှုန်းပဲရတယ်မြန်မာနိုင်ငံသားတွေအားဆိုလို့ရှိရင်တရက်ကိုလောအားခက9ဒေါ်လာနှုန်းပဲရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့9ဒေါ်လာတောင်မှမရဘူးလေ1ဒေါ်လာကို4000ရှိနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့8000เนาะအနည်းဆုံး8000ဖြစ်သွားပြီအခုလောအားခက 9800ပဲရှိသေးတယ်6000တောင်မပြည့်သေးဘူးဆိုတော့1ဒေါ်လာတောင်မပြည့်ဘူးเนาะဆိုတော့ပုံစံပြောနေကျွန်တော်တို့အလုံးလုံးနေရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒါတော့မှလာစားတိုးတာเนาะဒါလောအခါကိုတိုးပေးတာအလိုမျိုးခြင်းတွေမျိုးကိုကျွန်တော်တို့တွေ့ရတယ်ဒီတင်တွေကိုလည်းတင်မီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုက VOA เนาะ VOA ကိုနေပြီးတော့ဒီသမဏထွန်တက်လာပြီးတဲ့နောက်ပိုင်းမှာအညို့တင်းနဲ့အကောင်လုံးဖျက်ချလိုက်တာเนาะအဲ့ဒီမှာတကယ်ဥပဒေနဲ့เนาะအတည်ပြုထားတဲ့ VOA ရဲ့ဌာနတစ်ခုလုံးအလုံးသမားတွေအကုန်လုံးကိုရက်ဆိုင်ပေးလိုက်တယ် ဆိုတော့လုံသမာ900ကျော်ကုန်ပြီးတော့ထုတ်ပို့တဲ့ဒီစက်တင်ဘာလ30ရက်နေ့မှာအကုန်လုံးရက်ဆိုင်မယ်ဆိုပြီးပါသူတို့ကဒီကြေညာထားတယ်ကြေညာထားတော့ကိုဖက်ဒရယ်တရားသူကြီးက30ရက်မရောက်ခင်မှာ96ရက်နေ့မှာဒီအမိတ်ကိုနေပြီးတော့ချမှတ်လိုက်တယ်လုံဝလုံဖြုတ်ဖို့လုံရက်တွေကိုအကုန်လုံးရက်ဆိုင်ဖို့ဆိုပြီးပါဖက်ဒရယ်တရားရုံးကနေပြီးတော့အမိတ်ချလိုက်တယ်အဲ့ဒါက96ရက်နေ့နော်ဆိုတော့ VOA ကတော့ဆက်လက်ပြီးတော့ကျွန်တော်တို့လေပတ်နိုင်တဲ့အစ်စ်မရှိဘူးနော်ဒါပြင်သူရဲ့ အလုတ်သမားတွေ900ကိုနေပြီးတော့ဖြုတ်ဖို့ဒီစက်တင်ဘာလမှာဖြုတ်ဖို့သူတို့ရတာထားတာဖြစ်တယ်။ဒါပေမဲ့တရားသူကြီးကအဲ့ဒါကိုလုံးဝမလုပ်ဖို့ဆိုပြီးမှအမိတ်ချလိုက်တယ်ဆိုတဲ့တရင်ကိုကျွန်တော်တို့တွေ့ရမယ်။နောက်တစ်ခုကထိုင်းနေဆက်မှာရှိတဲ့မြန်မာဒုက္ခသည်စခန်းတွေရှိတယ်။ဆိုတော့ဒုက္ခသည်စခန်းမှာရှိတဲ့လူတွေကဘာလုပ်ထားလဲဆိုလို့ရှိရင်ထိုင်းတွေကအဲ့ဒီမှာခြံစည်းရိုးတွေပါပြီးတော့ထိန်းချုပ်ထားတယ်။နော်အဲ့ဒီမှာပြင်ထွက်လို့မရဘူး။ထွက်လို့ရှိရင်ထိုင်းရဲတွေကဖမ်းတယ်။အပြင်ထွက်ခွင့်မရှိဘူး။နော်အထက်မှာပဲ ဒီ UNCHR ကနေပြီးတော့ကမ္ဘာကုလသမဂ္ဂစာနယ်ရေးခါဖွဲ့တွေကနေပြီးတော့ကူညီပေးတယ်။ဆိုတော့အဲ့ဒါကနေပြီးတော့အခုနော်ဒေါ်နယ်ထရန့်တက်လာတဲ့ခါကျတော့နော်ဒီသမ္မတထရန့်ကဒီအမအစပြီးတော့အော်လုံးကိုရုပ်သိမ်းလိုက်တာ။နော်ရုပ်သိမ်းလိုက်တဲ့ခါကျတော့အဲ့ဒီနေဆက်မှာရှိတဲ့နော်မြန်မာဒုက္ခသည်စခန်းကလူတွေကရိတ်ခါမရတော့ဘူး။ရိတ်ခါမရတော့ဘာနဲ့စားမလဲနော်။ဒီဒုက္ခသည်တွေကဒီကုလသမဂ္ဂကထောက်ပံ့တဲ့ဒီအစားအစာတွေအဝတ်အစားတွေနဲ့စသဖြင့်မီးသွေးတို့ငပီးတို့ဆန်စီစအကုန်လုံးအဲ့ဒီကနေပြီးတော့ဘေးတဲ့ဟာကိုသူတို့မပေးတော့ဘူးဆိုလို့ရှိရင် ်ငါးဒီဒုက္ခတွေကနော်ငတ်ပြတ်ပြောငတ်ပြတ်လို့ရှိရင်တော့အဲ့ဒီမှာဒုစရိုက်မှုတွေကအများကြီးဖြစ်လာမယ်ဖြစ်လာတဲ့ခါကျတော့အဲ့ဒီမှာပဲနော်ကျွန်တော်တို့ကံကောင်းတာကအခုကမ္ဘောဒီးယားနဲ့ထိုင်းနဲ့စစ်ဖြစ်တဲ့ခါကျတော့ဒီနေဆက်မှာပဋိပက္ခဖြစ်တဲ့ခါကျတော့ဒီကမ္ဘောဒီးယားရဲ့လုံသမားတွေကတော့နှင်ထုတ်လိုက်တယ်နော်ငါးသိန်းတော့နှင်ထုတ်လိုက်တဲ့ခါကျတော့အဲ့ဒီနေရာမှာပြန်ပြီးတော့သူတို့အစားထုတ်ဖို့ကြိုးစားတယ်ကြိုးစားတဲ့ခါကျတော့နော်အကြိုက်ပဲနော်အခုဒုက္ခသစ္စာကလူတွေကိုအကုန်လုံးနော်တရားဝင်ခွင့်ပြုလိုက်တယ်နော်တရားဝင် အဲ့ဒီမှာထွက်ပြီးတော့လုတ်လုတ်ပိုင်ခွင်အစီအစဉ်ကိုထိုင်းဝန်ကြီးချုပ်ကနေပြီးတော့တရားဝင်ကြီးညာတယ်ဆိုပြီးတော့ဒီနေ့တင်းကောင်းတစ်ခုကိုကျွန်တော်တို့ကြားရတယ်အဆိုးထက်ကအကောင်းပေါ့နော်ဒုက္ခတွေဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာနော်ကဘာဆန်နဲ့ရိခါဖွဲ့ကနေပြီးတော့ထောက်ပံ့တဲ့နောက်ထောက်ပံ့ကိုနောက်သမ္မတထံကရက်လိုက်တဲ့အခါကျတော့နောက်ကလုံးဒုက္ခရောက်နေပါတယ်ဆိုတဲ့ကြားနေပြီးတော့ဒီနေ့အဆိုးထက်ကနေပြီးတော့ကောင်းတင်းကောင်းတစ်ခုကိုကျွန်တော်တို့ကြားရတယ်အဲ့ဒါက ထိုင်းဝန်ကြီးချုပ်ကနေပြီးတော့တရားဝင်ကြေညာလိုက်တယ်အစ်ပဲကတရားဝင်အလွတ်လုပ်ပိုင်ခွင့်အစီအစဉ်ကိုနော်ဒီနေ့ကြေညာလိုက်တယ်ဆိုတဲ့ဟာတော့တည်င်းကောင်းတစ်ခုနေနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါလည်းတည်င်းဆိုပါပဲနော်အဲ့ဒါကတော့ဖိလစ်ပိုင်နိုင်ငံမှာဖိလစ်ပိန်းမှာဆိုလို့ရှိရင်တော့ဒီ6.9မြင်းကလေးအဲ့ဒါကဖိလစ်ပိုင်ရဲ့အလေပိုင်းပင်လယ်ပြင်ကနေပြီးတော့ဟိုပြုတ်ပြီးတော့အဲ့ဒီမှာမြင်းကလေးလှုပ်တယ်လှုပ်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း69ယောက်သေးတယ်ပြီးလို့ရှိရင်တော့150တန်းရရတယ်ဆိုတဲ့ဟာကိုဒီနေ့ တင်မီဒီယာမှာတွေ့ရတယ်တခြားနိုင်ငံမှာကြတော့ဒီအသေးအပြောက်တွေကတော့တိတ်မရှိဘူးမြန်မာနိုင်ငံမှာကြရတော့ကျွန်တော်တို့ပြောမနေနဲ့တော့နော်အစိုးရကဘလောက်กว่าလဲဆိုတာဒါပဲနော်အစိုးရကောင်းတယ်မကောင်းဘူးနော်အုပ်ချုပ်တယ်လို့ကောင်းတယ်မကောင်းဘူးဆိုတော့အဲ့ဒါကိုချစ်ချင်အပဲကျွန်တော်တို့သိနိုင်တယ်နော်သိနိုင်တယ်နောက်တစ်ခုကမကွေးတိုင်းဒီငဖေးမျိုးနေမှာပေါ့နော်ငဖေးမျိုးနေမှာဆိုလို့ရှိရင်တော့ဒီအမ်ပတန်လမ်းပေါ်မှာရှိတဲ့ဒီနိုင်ရကန် စခန်းသိမ်းပွင့်ရဆိုလို့ရှိရင်အကြီးကြီးအဲ့ဒီမှာတိုက်ပို့တယ်ပြင်းထန်နေတယ်နားပြင်းထန်နေတယ်ဆိုတော့ဒီမှာလည်းတော်တော်ကာကင်းနေကောအကုန်လုံးသိမ်းပြီးသားဖြစ်တယ်ဆိုတော့ဒီမှာပထမတစ်ဖြောကတော့900နော်900အဲ့ဒီမှာအသေးပြောက်ရှိတယ်အခုနောက်ထပ်တရာထပ်ပြီးတော့အသေးပြောက်ရှိတယ်ဆိုတော့တော်တော်ကိုအသေးပြောက်ရှိတဲ့ကြားနေပြီးတော့ကိုမအလားဖက်ကနေပြီးတော့ဒီကားအစီးပေါင်း20နဲ့နော်အဲ့ဒီမှာပြန်ပြီးတော့အားဖြည့်ပြီးတော့ နဲ့ရက်ကခန်းဟာဆိုလို့ရှိရင်မကြရတဲ့အတွက်အကြီးအကျယ်တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဖြစ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 ်နဲ့တိုးပြီးတော့တိမ့်ပိုက်လာကိုလည်းကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကဒီမကွေးတိုက်ငဖေးမျိုးနေအဲ့ဒါကတော့ AA နဲ့ PDF တွေပူပေါင်းအဖွဲ့တွေနဲ့နေပြီးတော့မာလာဖက်ကမာလာသားသမီးတွေနဲ့နော်တိုက်တဲ့တိုက်ပွဲတွေဖြစ်တဲ့အကြီးအကျယ်ဖြစ်နေတယ်ဆိုတဲ့တဲ့ကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဒီနေ့အော်တိုဘာလာတရက်နေ့မှာတတိမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် अब्सक्राइब कल गर्नु